ဒါလီကတော့2000ခုနှစ်ကထွက်ရှိထားတဲ့ animation စကားကောင်းလေးပဲဖြစ်ပါတယ်။နှစ်သမီးလေးချီဟီရိုနဲ့သူ့ရဲ့မိဘတွေဟာဒီတစ်ကိုပြောင်းရွှေ့ဖို့ကားနဲ့ထွက်လာခဲ့ကြရင်လမ်းမှားပြီးစွန့်ပစ်ထားတဲ့ဗန်းဖြေစခန်းတစ်ခုတည်းကိုရောက်သွားခဲ့ကြပါတယ်။ချီဟီရိုရဲ့မိဘတွေဟာအပန်းဖြေစခန်းကမော်အစားအစာတွေကိုစားပြီးဝက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နှစ်ရွယ်သားရှိသေးတဲ့ဟီချီရိုဟာအကူစရာမရှိပဲမော်ကဘာကြီးထဲမှာဘလို့ဆက်ပြီးအသက်ရှင်မလဲ။ပြီးရင်သူ့ရဲ့မိဘတွေကိုဘလို့ကဲထုတ်သွားမလဲဆိုတာရိုက်ပြထားတဲ့ဖမ်လီတိုက်စကားကောင်းလေးပဲဖြစ်ပါတယ်။ ဇလန်လေးဆမ်းမှာတော့အစ်တင်မဟုပြောင်းရွှေ့ဖို့နေမျိုးလေးကနေမိသားစုတွေလူထွက်လာခဲ့ချီဟီယိုဟာပြတငယ်ချင်းလက်ဆောင်ပေးလိုက်တဲ့ပန်းစည်းလေးကိုကင်ထိုင်းအစ်တင်မှာနေဖို့ပဝန်းကျင်နဲ့အဆင်ပြေပါမလားဆိုပြီးတွေ့တည်ခဲ့ပါတယ်။အခီးဟာကြာတာကြောင့်တငယ်ချင်းပြလိုက်တဲ့ပန်းစည်းလေးဟာမလန်းဆန်းတော့ပဲညှိုးလာခဲ့ပါလေ။ခွန်တခုမှာတော့ဂျီရိုရဲ့အဖေဟာလက်မတိတော့တာကြောင့်အလန်းကိုဆက်ပြီးမောင်းရမလဲဆိုတာခွဲမရဖြစ်နေခဲ့ပါတယ်။အကြမ်းမှာတော့ဂျီဟီရိုရဲ့အမေဟာအပြာရောင်တိုက်တွေကိုလှမ်းပြီးမြင်လိုက်တာကြောင့်အဲ့ဒီဘက်ကိုပဲမောင်းမှုပြောလိုက်ပါတယ်။ န်းပေးမှာတော့နတ်တွေထန်းလူတွေဆူတောင်းထားတဲ့နကုံးအင်းလေးတွေတွေ့တာကြောင့်ဂျီဟီရိုအတွက်တော့အထူးဆန်းတွေဖြစ်နေခဲ့ပါတယ်။ငါကလည်းမကောင်းဂျီဟီရိုရဲ့အဖေကလည်းကာမောင်းကျန်တာကြောင့်သူတို့တားမိလဲပြုတ်မကျအောင်မနှဲကိုပဲဂိုင်ထားခဲ့ရပါတယ်။အဲကြမှာတော့ဂူဘဝါမှာပဲကလန်းဟာအဆုံးသတ်သွားခဲ့ပါတယ်။ပြီးသွားစရာဒီတလန်းဟာရှိတော့တာကြောင့်လမ်းလျှောက်ပြီးဝင်ကြရအောင်လို့ဂျီဟီရိုရဲ့အဖေကသူ့ရဲ့မိမကိုပြောလိုက်ပါတယ်။မိဘတွေဟာစူးစမ်းလို့စိတ်နဲ့သွားချင်းပေးမဲ့ဇနစ်ပမီလေးဂျီရိုကတော့ကြောက်လန့်နေခဲ့တာကြောင့်ဂါးထဲမှာပဲနေခဲ့မယ်လို့ပြောလိုက်ပါတယ် နာကြမှာတော့ဂူအုံကမှရုတ်ထူးကြီးကိုကြည့်ပြီးကြောက်လာတာကြောင့်ကားထဲမှာမနေတော့ပဲသူ့ရဲ့မိဘတွေနောက်ပြေးလိုက်သွားခဲ့ပါတယ်။သူတို့လည်းယထာတန်ကြောက်လိုက်တာကြောင့်ယထာဘုဒ္ဓဒီနားမှာပဲရှိလိမ့်မယ်ဆိုပြီးအတန်ရှိရဘက်ကိုလိုက်လာခဲ့ကြပါပဲ။မိမိမှာတော့စိမ့်လက်တဲ့မြက်ခွင်းမြင်တဲ့အိမ်လေးတွေရှိနေတာကြောင့်နေဟာအေယာမပန်းညံကြီးပဲဖြစ်ရမယ်လို့ဂျီရိုရဲ့အဖေကပြောလိုက်ပါတယ်။အုပ်ဆောက်ထားတဲ့ပိုင်ရှင်တွေဟာစီပါပြတ်သွားလို့စမလုံးနှုံနိုင်နေဖြစ်လိမ့်မယ်လို့ဂျီရိုရဲ့အဖေဟာဆရာကြီးလေတန်နဲ့ပေါက်ချက်ချလိုက်ပါတယ်။ဂျီရိုရဲ့အဖေနဲ့အမေဟာမနက်စာမစားဘဲထွက်လာတာကြောင့် ိုက်တွေအရန်စာနေခဲ့ပါတယ်။ဒီလိုပဲဖေဟာနှကောင်းထဲမှာဟင်းနဲ့ကိုတင်းခနဲ့ရသွားတာကြောင့်ဟင်းနဲ့ရတဲ့ဘက်ကိုလိုက်သွားခဲ့ကြပါရယ်။ဒီရနဲ့ရောက်ချိန်မှာတော့အငွေတစ်ဆောင်းလုံးနဲ့စားတောက်စရာတွေရှိနေပေမဲ့ဆိုင်ရှင်ကတော့တယောက်မှရှိမနေခဲ့ပါဘူး။ဒီလိုပဲမိဘတွေကတော့ဘိုက်တွေအရန်စာနေတာကြောင့်ဆိုင်ရှင်မရှိလဲစားနေခဲ့ကြပါရယ်။ရှင်မရှိလဲသူတို့လာရင်ပိုက်ဆံပေးလို့ရတာဖြစ်သားကြောင့်ပြည့်ရရှိတဲ့စားဖို့ပြောလိုက်ပါရယ်။ဒီချိန်မှာတော့ချီရိုကတော့ဂါစီကိုပဲပြန်သွားဖို့ပြောနေခဲ့ပါရယ်။ တော့ဆိုင်မှာသူရဲ့မိဘတွေအစားစားစားနေတော့ဂျီရိုကပဝင်းညင်ကိုလိလဖို့အတွက်ထွက်သွားခဲ့ပါတယ်ဂျီရိုလည်းမိကိုတွေထွက်နေတဲ့အဆောက်အဦဘက်ကိုလိုက်သွားခဲ့ပါတယ်အခုတရားပေါ်ရောက်ချိန်မှာတော့တရားအောက်ကယထာတသိန်းဖြတ်သွားတာကိုမြင်လိုက်ရပြီးအော်နေတဲ့ဂျီရိုကငုံကြည့်လိုက်ပါတယ်ဒီချိန်မှာဟာကူရောက်လာခဲ့ပါတယ်ဒီနေရာကိုလာလို့မရဘူးညမရောက်ခင်ပြန်သွားတော့လို့ဟာကူကချီဟီရိုကိုပြောလိုက်ပါတယ် ရှီရှီရိုလည်းဘာကြောင့်ပြန်လွတ်တယ်ဆိုတာမသိပဲဟာကူရဲ့စကားကြောင့်သာသူမိဘတွေရှီရဆောက်တော့ဆိုင်ကိုအပြေးလွှားပြန်လာခဲ့လိုက်ပါတယ်ရှီရိုပြေးလာတဲ့လမ်းတစ်ချောက်ဘေးပညာမှာတော့ဒီအိမ်တွေဟာလင်းထိန်လာပြီးထိတ်လန့်စရာအိမ်မဲတွေနဲ့ပြည့်နေနေခဲ့ပါတယ်နောက်ကြမှာတော့အစားတောက်သွေးစားနေတဲ့ဇနစ်သမီးလည်းချီရှီရိုရဲ့မိဘတွေကဝတ်အဖြစ်စပ်ပြီးပြောင်းလဲနေခဲ့ပါတယ်ရုံနိုင်တရားအဖြစ်အပျက်ကြောင့်ချီရှီရိုလည်းအပြင်ကိုပြေးထွက်လာခဲ့ပါတယ်ချီရှီရိုလည်းအိမ်မက်မက်နေတဲ့ထင်ပြီးကိုကောင်းကိုပြန်ထုတ်ကအိမ်မက်ကနိုးထပါတော့ဆိုပြီးပါဇက်ကရေရွတ်ခဲ့ပေမဲ့ ပြာလာတဲ့အခါမှာတော့တကယ်အဖြစ်ပြက်ဆိုတာသိသွားခဲ့ပါတယ်။အကြမ်းတော့ရေစိမ့်မှမီးအောင်တွေထိုင်ထိုင်လေးနေတဲ့သင်္ဘောကြီးတစ်ခုစိုက်ကပ်လာပြီးမကောင်းဆိုးဝါးတွေထွက်လာခဲ့ကြပါပဲ။ပြိုလဲကြောက်အားလာနဲ့ပြေးထွက်လာခဲ့ပြီးချန်စီယိုရဲ့နဘေးမှာထိုင်ပြီးငိုနေခဲ့ပါတယ်။ညသမီးလေးချီဟီရိုဟာဝိညာဉ်အဖြစ်စတဲ့ပြောင်းလဲနေပြီးဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကိုထိလို့ထိမှန်မသိဖြစ်နေခဲ့ပါတယ်။အချိန်မှာဟာကူဟာသူမရဲ့အနာကိုရောက်လာခဲ့ပါတယ်။ ကူဟာဟီချီရိုကိုမော်တီလေးကျွေးတဲ့တာကြောင့်သူ့ရဲ့ခနာကိုကိုပြန်ပြီးရသွားခဲ့ပါတယ်။ဒူဘာဘာဟာသူ့ရဲ့မော်ကဘာမှာလူသားအနံ့ရနေရကြောင့်ဘိင်္ဂတ်တကောင်လို့ကောင်းငင်မှာဝဲပြီးလိုက်ရှာနေခဲ့ပါတယ်။အဲကြောင့်မတော့သူတို့ထွက်ပြေးဖို့လုံနေပေမဲ့ဟီရိုရဲ့ခြေထောက်တွေဟာမတက်ရက်လို့မရတာကြောင့်ဟာကူကပဲသူ့ရဲ့မော်အစွမ်းနဲ့ကုသပေးလိုက်ပါတယ်။လက်ရှိသူတို့နေတဲ့နေရာဟာမလုံခြုံသေးတဲ့ကြောင့်ဟာကူနဲ့ချီဟီရိုတို့နှစ်ယောက်နဲ့ထွက်ပြေးလာခဲ့ကြပါတယ်။ငုံတတားလေးပေါ်မှာတော့လူသားတွေအနံ့ကိုလိုက်ခံနေတဲ့ဖားလေးတွေကောင်ရှိနေခဲ့ပါတယ်။ အကူလက်တရားပေါ်မှာလုံးဝအသက်မရှူဖို့ချီရိုကိုပြောလိုက်ပါတယ်ချီရိုလည်းဖားနဲ့တွေ့ချိန်မှာတော့အသက်ရှူမိသွားတာကြောင့်လူမန်းတိသွားခဲ့ပါတယ်အကူဟာသူ့ရဲ့မော်ရည်အိတ်ထဲမှာဖားကိုထည့်လိုက်ပြီးထွက်ပြေးလာခဲ့ကြပါတယ်လုံးဝလူသားတယောက်ရောက်နေမှအနံ့ရသွားတာကြောင့်ချီရိုကိုဖမ်းမိသွားနိုင်ကြောင်းအကူကပြောလိုက်ပါတယ်မတယောက်နေနဲ့မော်ကဘာကြီးမှနေခြင်းရင်တော့ကဘာကြီးအတွက်အလုံသမားတယောက်အနေနဲ့လုံလုံပေးရမှာပဲဖြစ်ပါတယ်ကဘာမှာအလုံအများဆုံးပေးနိုင်တဲ့သူကတော့မီလောင်သာထည့်ပေးနေတဲ့ဘိုင်းလအခန်းထဲကခမကြီးပဲဖြစ်ပါတယ် ။နောက်ကတော့ရေချုပ်ကန်တွေပြေးဖို့အတွက်အသုံးပြုတာပဲဖြစ်ပါတယ်။အဲဒါကြောင့်လေကားတိုင်းဆင်းသွားပြီးဘိုင်းလာအခန်းထဲကခမကြီးကိုသွားပြီးအလုတ်တောင်းဖို့အကူအားချီရိုကိုပြောလိုက်ပါတယ်။နှစ်သမီးလေးချီရိုအတွက်တော့အရာရာဟာလွယ်နဲ့မလိုက်အောင်ဘေးဒုက္ခတွေနဲ့ကြုံတွေ့နေခဲ့ရပါပဲ။အဆောင်နေတဲ့လေကားကလည်းခက်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 ဆင်းလာပြီးဘိုင်းလာအခန်းထဲကိုချီရိုတယောက်အရောက်သွားနိုင်ခဲ့ပါတယ်။လောင်သာပေးတဲ့အခန်းဖြစ်ပြီးငွေတထောင်ထောင်နဲ့ပူလွန်လာကြောင့်ဇနစ်သမီးလေးချီရိုအတွက်တော့အရာရာဟာခက်ခဲနေခဲ့ပါတယ်။နောက်အခန်းထဲကိုရောက်ချိန်မှာတော့လက်လေးချောင်းပါတဲ့ခမကြီးဟာ လောက်သာပေးတဲ့ဆက်ကိုလက်နှစ်ဖက်နဲ့မောင်းနေရင်ယနေ့လက်နှစ်ဖက်ကလိုအပ်တဲ့ပစ္စည်းတွေကိုလှမ်းယူကအလုပ်တွေရှုပ်နေခဲ့ပါတယ်။အောင်သာမိသူကဲတွေကိုတော့ချက်ခိုးကောင်လေးတွေကပဲထည့်ပေးကြပါတယ်။ဒီလိုလဲသူမအတွက်အလုပ်တစ်ခုရဖို့အတွက်ခမချီစီကိုအလုပ်တွေစတိုက်တောင်းဆိုနေခဲ့ပါတယ်။ခိုးကောင်လေးတကောင်ကလောင်သာကဲပြိနေပြီးဒီလိုကလောင်သာကဲကိုမပေးလိုက်တဲ့ကြောင့်ချက်ခိုးကောင်လေးလည်းအသက်ရှင်သွားခဲ့ပါတယ်။ခိုးကောင်လေးရဲ့အသက်ကိုချီရိုကကယ်လိုက်တာကြောင့်ယင်းဤသွားခဲ့ပါတယ်။အကလေးကိုဒီတိုင်းပဲချထားလိုက်ရမလားဆိုပြီးချီဟီရိုကခမကြီးကိုလှမ်းပြီးမေးလိုက်ပါတယ်။ ထားတဲ့အလုပ်ကိုကိုဘသာအဆုံးသတ်ဖို့ခမကြီးကပြန်ပြောလိုက်တာကြောင့်ဒီလိုလဲလောင်သာကဲကိုဘိုင်နာအိုးနဲ့တွားပြီးပြစ်ထဲလိုက်ပါတယ်။နောက်ကြမှာတော့ချက်ခိုးကောင်တွေအလုံးဟာလောင်သာကဲပြစ်ချင်းရောက်ဆောင်နေခဲ့ကြပါတယ်။ဒါခိုးချင်းသိရှိတဲ့ချက်ခိုးကောင်တွေကြောင့်ဒီလိုအတွက်သူ့ဒီမှာအလုံးမရနိုင်ကြောင်းခမကြီးကပြောလိုက်ပါတယ်။ ီချိန်မှာခမာကြီးစီကိုစားတရလာဖို့ပေးတဲ့လင်းရောက်လာခဲ့ပါတယ်။လက်ချီတို့ကိုမြင်သွားပြီးအပေါ်မှာလူသားတယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်းချီတို့ကိုလက်ညှိုးထိုးပြီးပြောလိုက်ပါတယ်။ချီတို့ကသူ့ရဲ့မြင်မှလည်းဖြစ်ကြောင်းခမာကြီးကလင်းကိုပြောလိုက်ပါတယ်။ဘုကဘာမှာအလုပ်တစ်ခုရဖို့အတွက်ချီတို့ကိုယူပါပါရှိတဲ့နေရာကိုခေါ်သွားပေးဖို့လင်းစီကိုအကူအညီတောင်းလိုက်ပါတယ်။အင်းလည်းအတက်နဲ့ရင်ပြီးမကူညီနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ခမာကြီးလည်းအကူအညီပေးရင်တော့ရေပုတ်သင်အကင်ပေးမယ်ဆိုပြီးလင်းကိုပြောလိုက်ပါတယ်။အင်းလည်းအပေးယူကိုလက်ခံလိုက်ပြီးရေပုတ်သင်အကင်ကိုယူလိုက်ကချီတို့ကိုခေါ်သွားခဲ့ပါတယ်။ ီလိုလဲသူ့ရဲ့ဘနက်တွေကိုချွတ်ထားခဲ့ပြီးသမားကြီးကိုကျေးဇူးတင်ကြောင်းပြောကာနှစ်ကိုလိုက်သွားခဲ့ပါတယ်သမားကတော့အဆောင်ရဲ့အပေါ်ဆုံးထပ်မံနေရာပဲဖြစ်ပါတယ်ဒီလိုနဲ့လင်းတို့လဲဓာလီကားကနေပြီးအပေါ်ထက်ကိုခိုးချောက်ခိုးဝဲနဲ့တက်သွားခဲ့ကြပါတယ်ဒီကနောက်တစ်ခုကိုကူပြီးစီးချိန်မှာတော့ဖားတကောင်နဲ့တွေ့ပြီးပြဿနာတက်သွားတာကြောင့်လင်းဟာဆက်မလိုက်နိုင်တော့ပဲဘာဘာရှိတဲ့အပေါ်ဆုံးထပ်ကိုလမ်းပြပေးခဲ့လိုက်ပါတယ်ကျမတော့ချီလိုလဲယူဘာဘာရဲ့အခန်းကိုရောက်သွားခဲ့ပါတယ်ဒီလိုလဲခွန်းကိုရောက်ရောက်ချင်းမှာပဲမောကဘာမှာနေဖို့အတွက်အလုပ်တစ်ခုတောင်းဆိုခဲ့ပါတယ် ကဘာဟာဝိညာဉ်၆သန်းကျော်အတွက်ရေချိုးရင်တက်တက်တာဖြစ်တာကြောင့်ဓာရီအတွက်နေလို့မရကြောင်းယူဘာဘာဟာဘူးကံပြီးညင်းနေခဲ့ပါတယ်။ဒီလိုဟာသူ့ရဲ့အခန်းထိရောက်လာတာကြောင့်ဘာဘာလန်အန်အောနေခဲ့ပါတယ်။ဘယ်သူကမင်းကိုကူညီပေးလိုက်တာလဲလို့ချီဟီရိုကိုချော့ပြီးမေးလိုက်ပါတယ်။ချီဟီရိုလည်းဘယ်သူကူညီတယ်လဲဆိုတာမျက်မှောက်ဖြစ်ပဲလုပ်ပေးဖို့ကိုသာမနာမ်းပြောနေရကြောင့် ယူဘဘာနဲ့ဒေါသထွက်သွားခဲ့ပါတယ်။ကျွန်မတို့ယူဘဘာရဲ့သားလေးဘိုးဟာနိုးလာခဲ့ပါတယ်။ဘိုးဟာအရန်တမန်လုံးတော်ကြောင့်တစ်ချက်ကလည်းရန်ရန်လေးပါပွန့်ထွက်သွားခဲ့ပါပဲ။ဘိုးဟာမနာနာငုံတဲ့ချိန်မှာဂျီရိုရဲ့အလုတ်တောင်းတဲ့တွေကြောင့်ယူဘဘာနဲ့တော်လေးကိုဒေါသထွက်နေခဲ့ပါပဲ။ဆုံးမှာတော့ယူဘဘာနဲ့လက်လျှော့လိုက်ပြီးဂျီရိုကိုအလုတ်ခန့်လိုက်ပါတယ်။ဒုက္ခနဲ့စာချုပ်မှာတော့ဂျီရိုရဲ့နာမည်ကိုစံအဖြစ်ပြောင်းပေးလိုက်ပါတယ်။ကျမတို့ဟာကူရောက်လာပြီးချီရိုကိုခေါ်သွားခဲ့ပါတယ်။ချီရိုကိုတော့လူအနက်နန်နဲ့ဆိုပြီးဘယ်သူကမှအတူမနေခြင်းပဲဖြစ်နေခဲ့ကြပါပဲ။ နောက်ဆုံးမှာတော့ချီဟီရိုကနင်းတဲ့တခန်းထဲမှာပဲနေခဲ့ကြပါတယ်။အဲအဲ့ဒီချိန်မှာတော့ဟာကူရောက်လာပြီးချီဟီရိုရဲ့မိဘတွေနေတဲ့နေရာကိုပြပေးမယ်ဆိုပြီးမိုးလင်းရင်တော့တရားပေါ်မှာလာတွေ့ဖို့ချိန်လိုက်ပါတယ်။အဲမိုးလင်းချိန်မှာတော့ချီဟီရိုနဲ့သူ့ရဲ့ဖနက်ကိုတွားယူပြီးဟာကူချိန်တဲ့နေရာကိုထွက်လာခဲ့ပါတယ်။အခုကတရားနာမှာစောင့်နေခဲ့ပြီးချီဟီရိုရောက်လာချိန်မှာတော့သူ့ရဲ့မိဘတွေရှိတဲ့အရက်ကိုထွက်သွားခဲ့ကြပါတယ်။ချီဟီရိုရဲ့မိဘတွေကဝါပြစ်နေတာကြောင့်သူမခေါ်နေတာတော့သတိမထားနိုင်ပဲအိတ်နေခဲ့ကြပါတယ်။ချီဟီရိုလည်း သူရဲ့မိဘတွေကိုကယ်ထုတ်ပေးမယ်လို့ခတိပေးလိုက်ပါတယ်။ကျွန်မတော့လူကဘာကိုပြန်သွားဖို့အတွက်လိုအပ်တာတွေကိုဟာကူကဂျီရိုကိုပေးလိုက်ပါတယ်။လူကဘာကိုပြန်သွားဖို့ဆိုရင်ပထမဆုံးကတော့ကိုယ့်ရဲ့နာမည်ကိုမှတ်ထားရမှာပဲဖြစ်ပါတယ်။ဂျီရိုရဲ့လက်ရှိနာမည်ဟာဆန်ဖြစ်ပြီးကြာရင်တော့ဂျီရိုဆိုတဲ့နာမည်ကိုမေ့သွားမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဟာကူဟာဂျီရိုရဲ့နာမည်ကိုဖိတ်စာကတ်မှာရေးပေးပြီးတင်ထားဖို့ပြောလိုက်ပါတယ်။ဟာကူကတော့သူ့ရဲ့နာမည်အရင်းကိုမမှတ်မိတော့တာကြောင့်လူကဘာကိုပြန်လို့မရပဲဖြစ်နေခဲ့ပါတယ်။ဂျီရိုကညကအခန်းကိုပြန်မအိတ်တာကြောင့်လင်းကတော့စိတ်ပူနေခဲ့ပါတယ်။ ။အခင်ရောက်ချိန်မှာတော့ချီရိုတို့အဖွဲ့လဲကျန်လိုက်တဲ့အလုပ်ကိုလုပ်ခဲ့ကြပါပဲ။ကျန်မှာတော့အလုပ်သမားကောင်းဆောင်ရောက်လာခဲ့ပြီးချီရိုနဲ့ညီတို့ဟာရချိုးကန်ကြီးစေးဖို့အတွက်တာဝန်ကြကြောင်းပြောလိုက်ပါတယ်။ချီရိုဟာကျန်တဲ့ပြည်သားရေတွေကိုတုံလိုက်ချိန်မှာတော့အဲရောင်ဝင်းညင်တူဦးဟာမိုးရီထဲမှာချက်နေရကြောင်းတကားကိုဖွင့်ထားခဲ့ပြီးလာခဲ့ဖို့ပြောလိုက်ပါတယ်။ညနေချီရိုလဲဝတ်သက်ဆုပ်ပြနေတဲ့ရေကန်ကြီးကိုပုတ်တိုက်စေးကြောဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်။ရချိုးကန်ကြီးဟာမတုံးတာအလွန်ကြာနေပြီဖြစ်တာကြောင့်ရင်းကြီးတွေနဲ့ချောနေခဲ့ပြီးခြေရိုလည်းအလဲလဲကွဲကွဲဖြစ်နေခဲ့ပါရဲ့ ပြန်ပုံမှန်အတိုင်းစိတ်နေရင်မပြောင်းတာကြောင့်ဈေးပတ်ဝင်စည်းတမျိုးနဲ့စိန်ပြီးတန်ရှင်းလုပ်ပြီးမှသာပြောင်းမှာဖြစ်တာကြောင့်အလုံသမားကောင်းဆောင်စီကိုသွားပြီးတသိပ်ပြားယူခန်းလိုက်ပါတယ်။သမားကောင်းဆောင်ကတသိပ်ပြားမပေးဘဲရစ်နေတာကြောင့်အနဲ့ရောင်ဝိညာဉ်တူကပဲခြေရုပ်ကိုတသိပ်ပြားရဖို့ကူညီပေးလိုက်ပါတယ်။လင်းဟာတသိပ်ပြားကိုချိုးမှချိတ်ပြီးလွတ်တင်လိုက်ပါတယ်။ရေကံမောကိုရေဘိုက်တစ်ခုကြာလာပြီးချိုးလေးကိုဆွဲလိုက်တော့ဈေးပတ်ဝင်စည်းတွေကြာလာခဲ့ပါတယ်။ဒီပြည့်သွားရင်နောက်တစ်ချက်ထပ်ဆွဲလိုက်ဖို့လင်းဟာမှကြားခဲ့ပြီးမနက်စာသွားယူဖို့ထပ်သွားခဲ့ပါတယ်။ ကျမတော့အနဲ့ရဝဉဉ်တကူရောက်လာပြီးဒရိပြရတာသင်ကိုဂျီရိုကိုပြလိုက်ပါတယ်။တစ်ဖက်မှာတော့သူတို့ရဲ့မော်ကဘာမှာညစ်ပတ်နေတဲ့ဧည့်သည်တကူရောက်လာခဲ့ပါတယ်။တဲ့ကိုရေချိုးပေးဖို့တာဝန်ကိုတော့ဂျီရိုကိုပဲတာဝန်ပေးလိုက်ပါတယ်။ဂျီရိုလည်းသူတို့ဆေးလက်ဆရေကန်ကြီးတီကိုခေါ်သွားခဲ့ပါတယ်။ဧည့်သည်ကြီးဟာချွေတွေနဲ့အရင်ညစ်ပတ်နေတာကြောင့်ဂျီရိုလည်းသူ့မှာရှိတဲ့ဒသိပြားတွေကိုပဲအသုံးပြုလိုက်ကပိုင်ဝင်စည်ရီတွေကိုကြောက်အောင်လုပ်လိုက်ပါတယ်။ဂျီရိုကတော့အရှိန်လွန်သွားပြီးရေကန်ထဲကိုပြုတ်ပြသွားတာကြောင့်ဧည့်သည်ကြီးကပဲမတ်တင်ပေးလိုက်ပါတယ်။ ။အဲကြမှာတော့အဲ့တကြီးရဲ့ခနာကုမအချွန်တစ်ခုစိုက်ဝင်နေတာကြောင့်လက်ချီပြီးဆွဲထုတ်ပေးလိုက်ပါပဲ။အဲ့တကြီးလည်းရွှေတွေပြေးပြီးထွက်သွားတာကြောင့်ဂျီရိုကိုအတူယူဖို့ယူဘာဘာဟာအလုံးကိုပြောလိုက်ပါပဲ။မင်းရောက်ချိန်မှာတော့ဂျီရိုနဲ့လင်းတော်ဟာကဘာကြီးစီကနေထွက်သွားပြီးမလမ်းမကမ်းမှမြင်နေရတဲ့မြို့လေးကိုသွားကြမယ်ဆိုပြီးတိုင်ပင်နေခဲ့ကြပါပဲ။နန်ခံကောင်းတဲ့ဖားလေးကတော့အဲ့တရေချိုးသွားတဲ့ကံကရွှေတွေရတဲ့ဆိုတော့ဘသူမှမသိခင်တိတ်တိတ်လေးသွားပြီးညညမှညက်နေတဲ့ရွှေတွေကိုသွားပြီးကော်ထုတ်နေခဲ့ပါပဲ။ ်ဘက်မှာတော့ဟာကူလဲမော်ဆက်ကူတွေကတိုက်ခိုက်တာခံနေရတာကြောင့်ဒဏ်ရာတွေနဲ့အလူလဲခံနေကြရပါတယ်။ဒဏ်ရာနေတဲ့ဟာကူကအပေါ်ရက်ကိုတက်သွားတာကြောင့်ဒီလိုလဲအဆောက်အဦရဲ့အရေးပေါ်လေကားကနေအပေါ်ကိုတက်သွားခဲ့ပါတယ်။ဒီလိုလဲယူဘဘာရဲ့အခက်နဲ့ကိုရောက်သွားပြီးဟာကူကိုလိုက်ချခဲ့ပါတယ်။အချိန်မှာယူဘာဘာကိုမြင်တဲ့အခါယူဘာဘာရဲ့တာလေးဘိုးအိတ်နေတဲ့ဝစ်ပုံတဲ့ကိုဝင်ပြီးပုံနေခဲ့ပါတယ်။ဒီလိုဟာဘိုးရဲ့ဝစ်ပုံတဲ့ကနေပြန်ထွက်ဖို့လှုပ်ချိန်မှာတော့ဘိုးကသူမရဲ့လက်ကိုဆွဲထားတာကြောင့်အပြင်ကိုထွက်မရဘဲဖြစ်နေခဲ့ပါတယ်။ ဒီမှာယောဂပို့လို့ရှိနေတာကြောင့်အပြင်ထွက်ရင်မင်းယောဂတွေရလိမ့်မယ်လို့ဘိုးကချီရိုကိုပြောလိုက်ပါတယ်ချီရိုလည်းသူ့ရဲ့လက်ကိုဖက်ညှစ်ထားတဲ့ဘိုးရဲ့လက်ကိုကြီးထုတ်လိုက်ပြီးအကူကိုလိုက်ရှာခဲ့ပါတယ်ကိုကိုရှာတွေ့ချိန်မှာတော့ယူဘာဘာရဲ့အမွာရူအမဇီနီဗာရောက်လာခဲ့ပါတယ်ချီရိုနဲ့ဟာကူလည်းမလအခန့်နဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်ချီရိုလည်းသူ့ကိုမျက်စောင်းနဲ့ကပေးထားတဲ့စွမ်းအမျက်အလုံးလေးကိုဒရန်ရနေတဲ့ဟာကူရဲ့ပါဇက်ထဲကိုဖြဲပြီးထည့်လိုက်ပါတယ်အားကြမှာတော့ဟာကူရဲ့ပါဇက်ထဲကနေဖြန့်လေးထွက်လာခဲ့ပြီးငကားအသွင်ကနေလူပြန်ဖြစ်သွားခဲ့ပါတယ် လေးကိုဇီနီပါကိုပြန်ပေးပြီးဟာကူရဲ့အသက်ကိုပြန်ကယ်ပေးဖို့ဇီနီပါရှိတဲ့နေရာကိုလိုက်သွားမယ်လို့ဂျီရိုကပြောလိုက်ပါတယ်။ဇီနီပါစီကိုလိုက်သွားဖို့အတွက်ခမာဂျီဟာအနည်း၄၀ကျောင်းအောင်တင်ထားတဲ့ယထာလက်မှတ်လေးကိုထုတ်ပေးလိုက်ပါတယ်။ဇီနီပါရှိတဲ့နေရာတော့ယထာနဲ့သွားမယ်ဆိုရင်တော့သူတို့ရဲ့မော့ဘူတာကနေ၆ခုမြောက်ဘူတာပဲဖြစ်ပါတယ်။နေဖို့တော့အပြန်ယထာမရှိတော့တာကြောင့်ပြန်ရင်လမ်းလျှောက်ပြီးပြန်ရမယ်လို့ခမာဂျီကဂျီရိုကိုပြောလိုက်ပါတယ်။ဒီဘက်မှာတော့ယူဘာဘာဟာအဲ့တဲ့တယောက်နဲ့တိုင်ပတ်နေခဲ့တာကြောင့်ဂျီရိုကိုလိုက်ပြီးရှာနေခဲ့ပါတယ်။ ီလိုလက်အနဲ့ရောင်ဝိညာဉ်နဲ့ဧည့်သည်ဟာသိုးသောနေတာကြောင့်သူမိဘတွေအတွက်တင်ထားတဲ့သားတရားတစ်ခုကိုဧည့်သည်ကိုကျွေးလိုက်ပါတယ်။အဲ့ရောင်ဝိညာဉ်လက်ချီလိုကျွေးရတာကိုစားပြီးချိန်မှာတော့စားသားသမီးအရာအလုံးဘသက်ကနေပြန်ပြီးထွက်လာပါတော့တယ်။အဲ့ရောင်ဝိညာဉ်လက်ဒေါသထွက်ပြီးချီလိုရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။အဲ့ရောင်ဝိညာဉ်ဟာရေချိုးကန်းထဲမှာတော့ထိမ့်သိမ်းရခဲ့ပြီးအပြင်မှာတော့ပုံမှန်တိုင်းဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့အနဲ့ရောင်ဝိညာဉ်လက်ချီလိုတို့စီးတဲ့ယထာနာကိုလိုက်သွားခဲ့ပါတယ်။ချိန်မှာတော့ချီရိုဟာသူတို့တော့လိုက်ရင်စင်စင်ချင်းနေဖို့အနဲ့ရောင်ဝင်ရှင်ကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဟာကူဟာတတိပြန်ရလာခဲ့ပါတယ်။ ပြန်ရလာချိန်မှာတော့ချီရိုဘယ်မှာလဲလို့မေးလိုက်တော့ညီပါရှိတဲ့နေရာကိုယထာနဲ့လိုက်သွားပြီးဖြစ်ကြောင်းခမာကြီးကပြောလိုက်ပါတယ်။ခမာတို့ကတော့ချီရိုထွက်ပြေးသွားပြီလို့ထင်နေခဲ့ကြပါပဲ။ကုလဲယူဘပါရဲ့အခန်းထဲကိုရောက်သွားခဲ့ပါတယ်။ပြက်သုံးခုကိုယူဘပါရဲ့တားလက်အဖြစ်ဇီနီပါဟာဖန်ဆင်းခဲ့တာဖြစ်ပြီးဘိုးကတော့ပြောင်းနေခဲ့ပါတယ်။ဘာမှလည်းဒေါသထွက်ပြီးအကုန်ပတ်ပြီးတောက်ကြနေခဲ့ပါတယ်။ယူဘပါရဲ့တားလက်ဟာသူမရဲ့အမွှာညီမဇီနီပါစီမှာရောက်နေကြောင်းပြောလိုက်ပါတယ်။သူမရဲ့တားလက်ကိုဇီနီပါစီကနေပြန်ယူလာခဲ့ရင် ီရိုနဲ့သူ့ရဲ့မိဘတွေကိုလူဖြစ်အောင်ပြန်လုပ်ပေးရမယ်ဆိုတဲ့ဂရီကိုနှောင်းလိုက်ပါတယ်။ဟာကူလက်ချီရိုတို့နောက်ကိုလိုက်သွားခဲ့ပါတယ်။ချီရိုတို့အဖွဲ့လက်ဇီနီဘာရှိတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။ပြချင်းမှာပဲဇီနီဘာစီကနေယူလာခဲ့တဲ့မော်ပစ္စည်းလေးကိုပြန်ပေးလိုက်ပါတယ်။ဇီနီဘာဟာပစ္စည်းလေးကိုကန်ကြည့်လိုက်ပြီးမော်ကုံသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။မပညာရန်ကနေကာကွယ်ဖို့အတွက်ဇီနီဘာဟာချီရိုကိုကောင်းစီကွန်းလေးတစ်ခုလှုပ်ပေးလိုက်ပါတယ်။ချီရိုလက်ချက်ချင်းမဲ့ခေါင်းမှာစီထားလိုက်ပါတယ်။အကြမ်းမှာတော့ချီရိုရောစီဘိုဟာကူရောက်လာခဲ့ပါတယ်။ အယောင်ဝိညာဉ်ကိုတော့သူစီမှာပဲနေပြီးသူ့ကိုအကူအညီပေးဖို့ဇီနီပါဟာနားလိုက်ပါတယ်ဒီရောကဇီနီပါကိုပွတ်ဖက်နှုတ်ဆက်ပြီးဟာကူနဲ့အတူသူ့ရဲ့မိဘတွေရှိတဲ့မော်ကဘာကိုပြန်သွားခဲ့ပါတယ်မခီမာတော့ချီရောဟာသူငငငကအကြောင်းတွေကိုဟာကူကိုပြန်ပြီးပြောပြနေခဲ့ပါတယ်ဒီရောလူမမသိခင်ချိန်တုန်းကခိုဟာကူမြေထဲကိုပြုတ်ကျမှုကြောင့်ပြောပြလိုက်ပါတယ်စကားကိုကြားချိန်မှာတော့ဟာကူလက်သူ့ရဲ့နာမည်အရင်ကိုပြန်ပြီးတတိယပါးကငကားကနေလူပြန်ဖြစ်သွားခဲ့ပါတယ်။ကူရဲ့နာမည်အရင်ကတော့ဂီဟာယမီမိုဟာကူလူရှိပဲဖြစ်ပါတယ်။ ကိုနဲ့ချီရိုတို့အလားကိုယူပါပါဟာစောင့်နေခဲ့ပါပဲယူပါပါလည်းသူ့ရဲ့သားလေးဘိုးကိုအနည်းကင်းကင်းနဲ့ပြန်တွေ့ခဲ့တာကြောင့်အလွန်ကိုပျော်နေခဲ့ပါပဲချီရိုနဲ့သူ့ရဲ့မိဘတွေကိုလူသားပြန်ပြစ်အောင်လုပ်ပေးဖို့ဟာကူဟာပြောလိုက်ချင်းမှာတော့ယူပါပါဟာစီးမြစ်စည်းကမ်းတွေရှိသေးတဲ့ဆိုပြီးဝိလဲကြောင်ပတ်လုပ်နေခဲ့ပါပဲ ။အဲကြမှာတော့ယူပါပါခြေတို့ကိုဝတ်တွေရှိတဲ့နေရာကိုခေါ်သွားပြီးသူ့ရဲ့မိဘတွေကိုခံမှန်းခိုင်းလိုက်ပါပဲ။သူ့ရဲ့မိဘတွေဒီထဲမှာတယောက်မှမရှိဘူးလို့ရှိတော့ပြောလိုက်ချင်းမှာတော့အပြေအမှန်သွားခဲ့ပြီးယူပါပါရဲ့လက်ထဲမှာရှိတဲ့စာချုပ်လေးကအလိုလျောက်ပျက်စီးသွားခဲ့ပါပဲ။ကိုကခြေတို့ကိုကုန်မြင့်မိုင်းတွေအထိလိုက်ပို့ပေးပြီးနောက်ကိုလုံးဝလက်မကြည့်ဖို့မှလိုက်ပါတယ်။ခြေတို့ကမြောင်းတဲ့ကိုရောက်သွားချိန်မှာတော့သူ့ရဲ့မိဘတွေနဲ့တွေ့သွားခဲ့ပါတယ်။တို့တော့လိုင်ကိုယ်တွေကနေပြန်ထွက်လာချိန်မှာတော့ကားပေါ်မှာတည့်ရွဲ့အများပြားရှိနေတာကြောင့်မနေရှင်းထုတ်နေခဲ့ရပါတယ် ဒီလိုလဲအော်ထိတ်လန့်မှုတွေနဲ့ခူဝါကိုငဲကြည့်ရင်ဇလန်းလေးကိုအဆုံးသတ်ထားပါရယ်။ animation ကားလေးတွေကိုဆက်တင်ပေးသွင်းနိုင်ဖို့ like လေးတစ်ယောက်တစ်ချက်တင်နေပြီး comment လေးတွေတစ်ယောက်တစ်ချောင်းစီရေးခဲ့ပါအောင်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလဲလုပ်ခဲ့ပေးပါအောင်။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့မန်ယူပါ